တစိန်တယောက်ရဲ့ပျောက်ဆုံးခီးစာတက်တော်ကိုဝယ်ယူနိုင်မဲ့ကမ္ဘာပေါ်ကတခုရီးသောဆိုင်ဒေါ်ဗန်ပရိသတ်ကြီးရဲ့သင်းမွားတစ်လျှောက်မှာတစ်ခါမှမကြုံဘူးတဲ့အထူးဆန်းဆုံး shopping trend ကိုတွေ့ကြုံခန်းစားဖို့ကြင်ပါသလားရှာဖွေလေတွေးရှိလေးဆိုတဲ့ဆောင်မုတ်ကိုလက်ကင်ထားပြီးဘာမှမသိတဲ့ယာရီကိုစူးစမ်းရှာဖွေရတာကိုရောနှစ်သက်ပါသလားဒေယုံနိုင်မှာတော့မဟုတ်တဲ့တကယ်ကိုကြမ်းကြမ်းဖန်ဖန်ပဲရှိခေါ်အတွေ့အကြုံနှမျိုးလုံးကိုပေးဆွနိုင်မဲ့ကမ္ဘာပေါ်မှာအထူးခြားဆုံးဆိုင်တစ်ခုရှိနေပါတယ်ဒေကြပါရင်တင်အဲ့ဒီဆိုင်ကိုရင်ကကြားတော်ကြားဖို့မှမဟုတ်ပါဘူး အဲ့ဒီဆိုင်မှာတင့်အနေနဲ့လုံးဝမသိတဲ့ဒဇိန်တယောက်ရဲ့ပျောက်ဆုံးသွားတဲ့ခီးဆောင်တစ်တာကိုဝယ်ယူနိုင်ပါ रे အဲ့ဒီတစ်တာကိုဖွင့်လိုက်ရင်အထဲမှာပါရှိနေမှလည်းတင်လုံးဝသိနိုင်မှာမဟုတ်ပါဘူးခီးဆောင်တစ်တာတိုင်းဟာတင်ကို surprise တိုက်ဖို့အသင့်ရှိနေကြပြီးတစ်တာတစ်ခုချင်းစီတိုင်းမှာလည်းသူကိုယ်ပိုင်ဇာတ်လမ်းတွေရှိနေတာကိုတင်ဆိုင်ရောက်ရင်တွေ့ရပါလိမ့်မယ်ဒီဆိုင်ရောက်ဘလို့မျိုးဆိုင်လဲဘာကြောင့်ကဘာပေါ်မှာအထူးခြားဆုံးဆိုင်ဖြစ်ရက်တည်နေရတာလဲအဲ့ဒီဆိုင်မှာတင်ပါတွေဘလို့မျိုးဝယ်ယူလို့ရမလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်ပါအခုလိုမျိုးဆက်ဝင်စားဖွဲ့ရအကြောင်းအရာတွေကို ။ဒီနေ့တစ်မျိုးမယိုးရအောင်ကြည့်ကြည့်နေဆိုရင်တော့ like and follow see fire လေးလောက်ထားလိုက်ပါအောင်ဗျ။ဆိုင်လေးရဲ့နာမည်ကတော့အစမ်းလေးပါပဲ။ပြန်မယူတဲ့အိတ်ပါတဲ့။ပြောင်ဆုံးပိုင်ရှင်မဲ့ဖြစ်နေတဲ့အိတ်တွေကိုရောင်းချပေးနေတဲ့ကမ္ဘာပေါ်ကတခုရီးသောဆိုင်ဖြစ်ပြီး American နိုင်ငံ Alabama Scottsboro မှာတည်ရှိပါတယ်။အခုမြင်ရတဲ့ NG နာမည်ကတော့ Jennifer လို့ခေါ်ပါတယ်။ NG ဟာဒီဆိုင်မှာ28နှစ်ကျော်အောင်လုံးသက်ရှိနေပြီဖြစ်ပြီးဝင်ဝင်လဲကောင်းတယ်လို့ဆိုရပါလိမ့်မယ်။သူတို့အနေနဲ့ပိုင်ရှင်မဲ့အိတ်တွေကိုရှာတွေ့ပြီးဝယ်တဲ့အခါမှာဒူဆန်နာရီအမြဲတွေ့ရတဲ့လို့ဆိုပြီး တခါတော့ကဆိုအဲ့ထင်းကနေခလောင်းဝေးတကောင်ရှူးရှူးရှဲရှဲထွက်လာတာကိုကြုံခဲ့ရတယ်လို့သူမကပြောပြသွားတယ်။စိုင်းစားပွပွင့်ခြင်းမှာတော့ဘာမှတိတ်မထူးဆန်းခဲ့ပေမဲ့နေ့တေကြာလာတဲ့အခါကဘာဘောကတခြားဘယ်နေရာမှမတွေ့နိုင်တဲ့အထူးဆန်းပစ္စည်းတွေသူတို့ဆိုင်ကိုပို့ပို့ပြီးတော့ရောက်လာခဲ့ပါတယ်။အဲ့ဒါနဲ့နောက်ဆုံးဆိုင်ထဲမှာရင်ပြရိုက်ဖွင့်ဖို့ဆုံးဖြတ်လိုက်ပြီးအပိုးမဖြတ်နိုင်တဲ့ယာရီကိုစင်တင်ပြသထားပါတော့တယ်။ဆိုင်ရဲ့ပြရိုက်ထဲမှာဆိုရင်အထူးဆန်းပစ္စည်းပေါင်းအမျိုးတရာကျော်ထိပြသထားတာပါ။ရှေးခေတ်လယ်ပိုင်းကတန်ကြပ်ကဝစ်စုံနေမိုက်ကယ်ဂျော်ဒန်လက်မှတ်ထိုးထားတဲ့ဘတ်စကတ်ဘောတွေကစလို့ ခရစ်တော်ထက်တောင်နှစ်ပေါင်းများစွာသက်တမ်းပိုကြီးနေတဲ့ပစ္စည်းတွေတောင်ရှိနေပါသေးတယ်။ဒီလိုထူးဆန်းတဲ့ပစ္စည်းတွေကိုတန်ရာရင်းမှာပဲရအောင်စုထားနိုင်တာကိုကြည့်ရင်ဒီ science scale ကနေတော့မဟုတ်ဘူးဆိုတာကိုသင်ယူဆောင်ပြီးလောက်ပါပါ။1989ခုနှစ်တုန်းကလည်းထူးခြားတဲ့အဖြစ်ပြက်တစ်ခုသူတို့ကြုံခဲ့ဘူးပါတယ်။အဲဒီတော့ကသူတို့ဝယ်လိုက်တဲ့ ADA ဆိုရင်နာမည်ကျော် brand Gucci A ဖြစ်ပါတယ်။ဒါပေမဲ့အထက်လေးပွင့်ကြည့်လိုက်ရောဒါမှလူသုံးပစ္စည်းတွေမဟုတ်တော့ပဲရှေးဟောင်းကြီးပစ္စည်းတွေနဲ့ပြည်တီတာကိုလည်းအံ့ဩပွဲတွေ့ရှိခဲ့ရပါတယ်။ ီလိုထူးထူးဆန်းဆန်းပစ္စည်းတွေကဘာဖြစ်လို့ဒီအလားဘာမှကဆိုင်မလာစုနေရတာလဲဆိုပြီးတင်ကောင်းချောင်းနေပြီလားဗျနေချောင်းလိုက်နေဟာခရီးသည်တွေနဲ့သူတို့ရဲ့ပြောင်းဆုံးသွားတဲ့ခရီးဆောင်တက်တာတွေကိုပြန်လည်ပေါင်းစည်းနိုင်အောင်အကောင်းဆုံးကူညီပေးပါရယ်ဒါပေမဲ့လောကမှာပြီးပြည့်စုံတာဘာတစ်ခုမှမရှိတာသင်လည်းအသိပါသူတို့ကူညီပေးတာ99ရာခိုင်နှုန်းကျော်လောက်ကအဆင်ပြေသွားပေမဲ့ဒီနေ့ဒီနေ့လူသန်းနဲ့ချီခရီးသွားလာနေတာကြောင့်တရာခိုင်နှုန်းသောအိတ်တွေကတော့ပိုင်ရှင်မသူမှမသိရပဲဒီတိုင်းပဲရှိနေပါတယ်။အဲ့ဒီအချိန်မှာဆောင်းနာကဆိုင်ကဝင်လာပြီးအခွင့်ကောင်းကိုအသုံးချလိုက်တာပါ ဒီအားကပြီးွားမဲ့ကလေးကိုခေါ်ယူမွေးစားလိုက်တယ်လို့မျိုးရပ်ပေါင်း90ကျားရဲ့အထိပိုင်ရှင်မဲ့နေတဲ့အိတ်တွေကိုဒီဆိုင်ကပြန်ပြီးတော့ဝယ်ပါတယ်။ပြီးရင်တော့အိတ်ထဲမှာပါတဲ့ယာရီကိုပြန်ရောင်းပြန်သိမ်းစီးလို့ရတာရဲ့လူလို့ရတာရဲ့ recycle လုပ်လို့ရတာရဲ့ဆိုပြီးသုံးမျိုးခွဲပြီးတော့လုံဆရာရှိတာဆက်လုပ်ပါတယ်။ဒင်ကူးမြင်ရတဲ့ Brian ဆိုသူကတော့ဒီဆိုင်ရဲ့ CEO ပါ။သူငယ်ငယ်လေးတည်းကစလို့ဘဝတစ်လျှောက်လုံးဒီဆိုင်ပေါ်မှာအချိန်နဲ့ရင်းနှီးမြှုပ်နှံထားခဲ့ပါတယ်။ဒီလမ်းကြောင်းကိုစုံဦးတီထွင်ခဲ့တာကတော့သူ့ရဲ့အဖေဖြစ်ပြီး Brian 6တန်းနဲ့1990ခုနှစ်ကာလမှာဒီဆိုင်ကိုစဖွင့်ခဲ့တာဖြစ်ပါတယ်။ ။ဆိုင်ဖွေးပြီးကပုံကတော့စိတ်ဝင်စားစရာပါပဲ။ဒါနဲ့သူဖေအားဘော်ရာတယောက်နဲ့ရေဒီယိုကနေစကားပြောနေတော့ဟိုဘက်ကနေပြီးတော့ငါတို့လေစိတ်မှာဘိုင်းရှင်မဲအိတ်တွေပုံပုံလာပြီးဘာလို့ရမှန်းမသိဘူးလို့ညီးပါတယ်။အဲဒီမှာရင်သူဖေကဘသူမှမတွင်းမိတဲ့အရာကိုတွင်းမိသွားပြီးတဲ့နောက်ဒီဆိုင်ကိုဖွင့်ဖို့အတွက်အကြောင်းဖန်လာတာပါ။သူဖေဒီဆိုင်ကိုဖွင့်ပြီးတာနဲ့သူမိမရောဘရိုင်ယန်ရောသူ့ကိုပါအကုန်ဆိုင်မှာဝင်လောက်ကင်ပေးကြရင်ပိသားစုစည်းဝါးရေးလုပ်ငန်းကြီးဖြစ်လာပြီးအခုဆိုဝန်ထမ်းတွေပါထက်ခန့်ထားနိုင်တဲ့အထည်အင်အားကြီးလာပါတယ်။ကဘာရီရစားပေနေရာမှာမမရနိုင်တဲ့အတွေ့အကြုံတွေကို ဒီဆိုင်ကပေးဆွမ်းနေတာကြောင့်ဆိုင်ကူလာတဲ့ပေါက်တယ်တွေကလည်းအတော်များပါရင်။ဘာမှမသိရတဲ့ယရနာတစ်တာကိုဖွင့်ရတယ်လို့မျိုးခံစားရတာကြောင့်ဒီဆိုင်ကိုလာပြီးရင်ထပ်လာခြင်းကြပါရင်။ဒါပြင်တာမန်ရှော့ပင်ထွက်တယ်လို့မျိုးပါ။ဖနက်အလက်ထရောနစ်ပစ္စည်းအားကစားပစ္စည်းအဝတ်အစားစုံပလုံစီအောင်လဲရွေးချယ်ဝယ်ယူနိုင်ပါသေးတယ်။ဆိုင်ကိုတပြားရှာယုံနေမှာပဲပရာဟိတာနေပါတွဲဖွင့်ထားတာပါ။သူတို့ရှာတွေ့ထားတဲ့ပစ္စည်းစုစုပေါင်းသုံးပုံတစ်ပုံကျော်လောက်ကိုလိုတဲ့အဖွဲ့အစည်းတွေစီပြန်လှူပေးတယ်လို့ချစ်ချင်းတစ်တာလို့ခေါ်တဲ့အစည်းအဝေးတစ်ခုကိုလည်းလှူဆောင်ပေးနေပါသေးတယ်။ အရောကတော့အိမ်အစ်တတွေကိုပြောင်းရွှေ့ရတော့မဲ့မိဘမဲ့ကလေးတွေအတွက်သူတို့စိတ်ကြိုက်ပစ္စည်းလူတွေထဲပေးကခီးစာတက်တာလေးတွေလုပ်ပေးချင်ပါပဲဘသူမှမတွေးမိတဲ့အတွေးလေးတစ်ချက်ကဒီလိုမျိုးလုပ်ငန်းကြီးဖြစ်လာစေပြီးအခုလိုမျိုးလူအဖွဲ့အစည်းအချို့အတွက်ပြန်လည်လုပ်ပေးလာနိုင်လိမ့်မယ်လို့ဘသူကများတွေးမိခဲ့ပါမလဲဒါနဲ့စကားပေါင်းလေးတစ်ခုရှိပါတယ်လူတယောက်ရဲ့အမိုက်အားတခြားသူအတွက်တော့ယန္တနာဖြစ်နေနိုင်ပါတယ်တဲ့ကဲပရိသတ်ကြီးရဲ့ဒီဗီဒီယိုကြည့်ပြီးဘာတွေများတွေးမိသွားလဲဗျကိုမမဝီမြောက်သွားခဲ့လို့ရပါတယ်နောက်ထပ်လဲစေဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါဦးမယ် အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ